ကဝေးဝင်ကြီးဦးရီမွန်နဲ့ဒေါက်တာဇော်ဝေဆိုးတို့ကိုအရေးကြိုးပြစ်မယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးတဦးအကြောင်းကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော် PDF လောက်ကိုဝရင်တုံးနဲ့ပဲတက်ရိုက်ပြမယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးပါ။တမ်မနီလို့မာကြောတဲ့ဗိုလ်ချုပ်ကြီးပါ။ဆိုတော့ဒီဗိုလ်ချုပ်ကြီးအကြောင်းကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်။နောက်တဲ့သတင်းဒီမှာတော့ကျွန်တော်တို့ အရက်သေးမှာ24နာရီအတွင်းအချို့ဆိုရင်နာရီဝက်အတွင်းအချို့ဆိုရင်9မိနစ်အတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နှံ့ခဲ့တဲ့စခန်း6လုံးအကြောင်းကိုတင်ပြပေးမှာပါ24 24 hour တရက်သေးမှာเนาะကျွန်တော်ပြီးပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ view ကိုအဆုံးအထိဝင်းရင်တရှိကိုကျွန်တော်ပြီးပါတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါအာရခဒေတာရဲ့ပြင်ပကိုထွက်ခွာဖို့လုပ်တဲ့ဒုတိယကိုတားမြစ်လိုက်တဲ့အမိတ်၄ရက်ကိုဥပဒေ အချက်၄ချက်ကိုရခိုင်တပ်တော် AA ကထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီးတော့တချို့တွေကကြည်ကြဲလောင်လောင်ဝေဖန်တာတွေတွေ့ရတယ်။အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ဒီအရခ data ထဲမှာရှိတဲ့ဒူတွေမှမဟုတ်ဘူး။အပြင်မှာရှိတဲ့ဒူတွေတော့မှပြန်လာပြီးတော့ဒီအရခ data လွတ်မြောက်ပြီးတော့လောက်ကမဲ့အခြေ။အဲ့တော့ရခိုင်တပ်တော် AA ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ကတော့အပြည့်အဝထောက်ခံတယ်။နော်ဒီနေရာမှာတချို့တွေပြောအာလူခွင့်ရဲမညီတာလို့ဟာ ရခိုင်တပ်တော် AA ကိုလူခွင့်ရင်းနဲ့မညီဘူးဆိုရင်လက်ရှိတတိုင်းပြည်လုံးကိုသူတို့သူတို့တိုင်းပြည်ရဲ့စစ်တပ်ပါလို့တတ်မှတ်ထားတဲ့စစ်ကောင်စီကလူခွင့်ရင်းနဲ့ညီးနေတာအဲ့ဒါအဖြစ်ပဲကျွန်တော်တို့ကဒီကာလဟာဒီမိုကရေစီကျင့်သုံးနေတဲ့ကာလမဟုတ်ဘူးလူအခွင့်အရေးတွေလိုချင်လို့အဲ့ဒီဒီမိုကရေစီအစနစ်ကိုအပြည့်အဝလိုချင်လို့တိုက်ပွဲဝင်နေတဲ့ကာလဖြစ်တယ်ဒီကာလဟာကျွန်တော်တို့ကလူခွင့်ရင်းအပြည့်အဝကျင့်သုံးနေတဲ့ကာလမဟုတ်သလိုဒီမိုကရေစီကျင့်သုံးနေတဲ့ကာလလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုလိုချင်လို့ကျွန်တော်တို့ကတိုက်ပွဲဝင်နေတာ ားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ဒီတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ် KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တာကျွန်တော်ရဲ့ YouTube Channel မှာ စကန်တလုံးဆိုးအောက်လို့ပဲပြောရုံရှိသေးနောက်ထပ်စကန်တလုံးကလည်းဆိုးအောက်သွားပြီဒါပြင်နောက်ထပ်စကန်ထဲမှာရှိတဲ့ကျွန်တော်ဖတ်စစ်ခွေးတက်ကလည်းပဲဖောင်းဆိုတဲ့တနတ်တန်တော် မကြားရသေးဘူးလေတိုးတဲ့အတန်ကြားတာနဲ့ပြေးဆိုတော့စကန်တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ့်ပိုက်ပြီးစည်ရင်လုံနေရတဲ့ဒါကျွန်တော်တို့တော့မှတစ်ခါတည်းရင်ဒါအပတ်မမီယူတဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်ကျွန်တော်ပြောပြတာကရင်တွေချစ်ပေါက်ထားတယ်ဒါကြောင့်24နာရှိအပြည့်ခေါ်ခေါ်တီးမှာပြင်းနိုင်ရင်တော့လုံမယ်ဟုတ်ပြီအရင်ကထူးကြတဲ့အကြောင်းအရာဒရင်ကြီးစပါပြီဒါကတော့ ရေဘလူးကိုငါကိုယ်တိုင်တိုက်ပြမယ်ဆိုတဲ့ဘုံချုပ်ကြီးကျွန်တော်ကာကွယ်ရေးဝန်ကြီးဦးကြီးမွန်တို့ပြီးတော့ဒေါက်တာဇော်ဝေစိုးတို့ကိုအရေးကြိုပြမယ်ဆိုတဲ့ဘုံချုပ်ကြီးကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုဝရင်တုံးနဲ့ပဲရိုက်ပြမယ်ဝရင်တုံးနဲ့ပဲအနိုင်ယူပြမယ်ဆိုတဲ့ဘုံချုပ်ကြီးတမဏိလို့မာကြောတဲ့ဘုံချုပ်ကြီးတအူးအကြောင်းကိုကျွန်တော်တင်ပြပါတော့မယ် ဆိုတော့ဒီပုံချုပ်ကြီးဟာအချမ်းဖက်စစ်ခွေးတက်ရဲ့လက်ရှိကျွန်တော်ပြည်သူရဲ့အာဏာကိုသိမ်းထားတဲ့အရက်ကမားပေလိလမအရက်ကမမီညံရေပါမပြည့်တဲ့မာအာလပေးအပ်ထားတဲ့ဝနကြော်ထင်ဘွဲ့ရတန်အမတ်ကြီးဘူချုပ်ကြီးဖြစ်ပါတယ်ဟုတ်ပြီဒီဘူချုပ်ကြီးကကျွန်တော်တို့လူငယ်နှစ်ဦးဟာဂျပန်စပိန်လေးနဲ့ ကျွန်တော်တို့လူငယ်နှစ်ယောက်ဟာမင်းကြီးစပိန်လေးစီးပြီးတော့အဲ့ဒီတမ်မနီလို မာကြောပါတယ်ဆိုရယ်ပူတူကြီးဥယျာဉ်မော်နဲ့ဒေါက်တာဇော်ဝေစိုးကိုအရေးကြိုပြမယ်ကျွန်တော်တို့ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်လူငယ်တွေကိုဝင်းတုံးနဲ့ပဲတိုက်ပြပါမယ်ဆိုတော့ဘိုးချုပ်ကြီးမနေ့ကရှော့သွားပြီနော်ဆိုတော့ဒီပြစ်စင်ကိုကျွန်တော်တပြခြင်းနဲ့အကြောင်းအရာကဒီနိုင်ငံရဲ့ အာနာတွေထိတ်ဆုံးအာနာနော်ပြီးတော့မအားလားမင်းအွန်လိုင်းကိုယ်တိုင်အားထားရတဲ့သူပြီးတော့နိုင်ငံတကာမှာလည်းတာမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူလက်ရှိကျွန်တော်နိုင်ငံတွင်းကလူငယ်တွေကို အကြမ်းဖက်စစ်သားစုဆောင်းဖို့စစ်မှုရန်ဥပဒေထုတ်ပြန်ဖို့ပြီးတော့ဂျူဆော့တီအဖွဲ့တွေကို ဖွဲ့စည်းဖို့အတွက်အကြံပေးခဲ့သူသူကလက်ရှိအကြမ်းဖက်မင်းအွန်လိုင်းရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီဗိုလ်ချုပ်ကြီးရဲ့ နာရေးသတင်းလဲထွက်ပေါ်လာပါတယ်ဒါလာတော့အကြံဖတ်ရက်ကွက်ကကောင်းတွေမင်းအောင်လှိုင်တဲ့အပေါင်းပါတတိုက်တရားဝင် အတီးပြုတ်လိုက်တယ်လို့ပြောချင်တာပါဟုတ်ပြီဒီလိုပေါ်ချုပ်ကြီးကိုကျွန်တော်လူငယ်နှစ်ယောက်ဟာစပိန်လေးတစည်းနဲ့ပဲတွားရောက်တုတ်ပြီးရှင်းနေကြတာပါဒီနေ့မနက်ပိုင်းစောပိုင်းမှာကျွန်တော်ဖက်စခွေးတက်ကကောင်းကြီးက CCTV record မှတ်တမ်းတွေရရှိထားတဲ့အတွက်အဲ့ဒီတရားခံနှစ်ဦးကိုအမြန်ဆုံးဖမ်းဆီးနိုင်ရမယ်ဆိုတော့ ဒါထုတ်ပြန်ကြီးညာချက်တွေထွက်လာတယ်ပြီးတော့ရန်ကုန်မြို့ထဲတဲကထိပ်သီးခေါင်းဆောင်တယောက်တကယ့်ကိုအထင်ကရမနာကျော်ထင်ဘွဲ့ရတန်မတ်ကြီးဟောင်းပြီးတော့မင်းအောင်လှိုင်းရဲ့လူယုံအကြံပေးပုဂ္ဂိုလ်တယောက်ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ယူကြီးနှစ်ဦးဟာစပိန်လေးနဲ့သူတို့အိမ်ရှိမှာပဲလာရှင်းသွားတယ်ဆိုတော့သူတို့အတွက်တော်တော်လေးကိုမခံမရဖြစ်သွားတာပါ ဒီလိုအချိန်ဒီမှာသူတို့ပြန်ပြီးတော့ထုတ်ပြန်လိုက်တဲ့အကြောင်းအရာက CCTV record တွေရထားတယ်။အဲ့ဒီနှစ်ယောက်လုံးဝပြေးမလို့တော့ဘူး။ပြောချင်တာကတော့အဲ့ဒီနှစ်ယောက်ပြေးเสียညီမရှိတော့ဘူးပေါ့ဗျာ။ကျွန်တော်တို့ဆိုရင်သွားတာအမှန်ပါ။ကျွန်တော်မိပါတယ်လေ။အရန်ကိုဆိုရင်သွားမယ်လို့ကျွန်တော်လည်းထင်ပါတယ်။ဟုတ်ပါတယ်။ဒီ CCTV မှတ်တမ်းတွေထွက်လာပြီမဲ့လုံခြုံရေးစိတ်ပူဖို့မမှုချုပ်ကြီးချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့မျိုးပြပျောက်ကြား UG အဖွဲ့ကပြောဆိုလာပါတယ် ရေလေမိုက်တယ်တော်တော်လန်းနေကဘာကျော်ဟောလိဝုဒ်ဘောလိဝုဒ်ပြီးတော့အရှင်ကားတွေကျွန်တော်မိပါပြီကြည့်မှုတယ်ကျွန်တော်ညီကိုမော်မော်တွေဒီအရှင်နဲ့ပတ်သက်ပြီးတော့ဒါထောက်လန်းရေးအပြီးတော့ကျွန်တော်တို့အခုလိုမျိုးပေါ့ဗျာဒါတုတ်တင်ရှင်းလင်းတဲ့အချောင်းပြောင်းပြက်ခတ်တဲ့အခြေအနေတွေကိုရုပ်ရှင်ကားတူပါမများမှာကြည့်မှုပါပါကျွန်တော်လည်းအရင်ကနှစ်သက်ခဲ့ရတဲ့ရုပ်ရှင်ကားတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတယ်ကျွန်တော်တို့လူငယ်တွေကအဲဒီ Hollywood Bollywood ဆိုတဲ့ ဒရိုက်တာတွေအက်တာတွေစပုတ်ဇက်ရံတွေထက်တာလွန်ပြည့်စုံကောင်းမွန်စွာနဲ့လုပ်ပြသွားတာဖြစ်တယ်။တစ်ဖက်က CTV မှတန်းရှိတယ်ဖမ်းပြမယ်တဲ့။တို့သတင်းထုတ်ပြန်ပြီးမနေ့မနောမှာပဲကျွန်တော်တို့မြို့ပြ UG တွေကကျွန်တော်မြို့ပြပြည်သူတွေစိတ်ပူမှာဆိုလို့စိတ်မပူပါနဲ့တဲ့။ဒီကရှင်းသွားပြီ။အာနာယူအုပ်စုကြောက်နေတာလည်းမပြောနဲ့။ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေကို ဘလောက်တောင်ကြောက်လဲဆိုရင်နေပြည်တော်ရဲ့စီဝေးတိုင်းမှာထုတ်ဖော်ပြောဆိုရတဲ့အကြောင်းကိုလည်းကျွန်တော်မိပါရီကြားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရန်ကုန်မြို့ပြကောက်ကြအဖွဲ့ရှင်းလင်းတုတ်တင်ခံပြီးတော့တိဆုံးခဲ့ရတဲ့ဗိုလ်ချုပ်ကြီးညိုထွန်းအောင်ရဲ့နာရေးကိုဒီနေ့မေလ23ရက်နေ့မှာအကြမ်းဖက်စစ်ခွေတက်ရဲ့သတင်းစာမှာပါလာပါတယ်စိတ်တော့မကောင်းဘူးဗါတယ်ကျွန်တော် PDF တွေကိုဝင်းတုံးနေပဲတိုက်ပြမယ်ဗါတယ်ဥယျာဉ်မော်နဲ့ဒေါက်တာစိုးရီစုကိုအရေးပြအရေးကြိုးပြမယ် ။ဘာဖြစ်လဲ ?Re blue ကိုဖမ်းပြမယ်။ကျွန်တော်ဟိုတစ်ချိန်လေးသွားတည်ရတယ်ဗျာ။နေရောနေလို့ကောင်းရင်လား။တည်ရရင်နောက်တစ်ခါလာပြန်ပြောပါစေ။တစ်ချိန်ကိုသွားတည်ရ။ဆိုတော့ကျွန်တော်ဂျင်းဆိုလို့တော့အတန်မကောင်းဘူးဗျာကျွန်တော်ကဂီတစဆိုတာဂီတကိုစလို့ဆိုတယ်လို့ကျွန်တော်ရဲ့ဒါရဲဘော်ရဲဘတ်တငယ်ချင်းတွေကအများနဲ့ကျွန်တော်ပြောပါတယ်ဟုတ်ကဲ့ပါဘလောက်ဒီခန္ဓာဘလောက်ဒီထေဝါဘလောက်ထက်ယာဒူးတွေပိုင်ဆိုင်ထားတဲ့သူကိုကျွန်တော်လူငယ်နှစ်ဦးကဂျပန်စပိန်လေးစီးပြီးတော့ တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့သဘောထားမှတ်ချက်တွေကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ comment မှာအပြည့်အဝရေးသားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့မိုင်းမှတ်တမ်းဝင်တကယ်ကိုထူးထူးပြောင်ပြောင်တဲ့တကယ်အစအရှင်လဲအရန်ဆန်တယ် drama လဲအရန်ဆန်တယ်ပြီးတော့ကျွန်တော်တို့ဒါစုံတော့ဝတ္ထုတွေထပ်တာလုံးကောင်းမွန်တဲ့အဖြစ်အပျက်ကိုကျွန်တော်လူငယ်တွေကကျွန်တော်မိဘတွေကိုလုတ်ပြနိုင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ စိတ်ပူစရာမရှိပါဘူးခင်ဗျာကျွန်တော်တို့က CCTV အောက်မှာအလုပ်လုပ်တာမဟုတ်ဒီကောင်တွေ CCTV ရမှာကိုကြိုသိထားပီးသားဖြစ်ပါတယ်သူတို့ထုတလဲရရှိသွားတာမျိုးမဟုတ်ပါဘူးလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးသားတိလဲတိထားပါတယ်ဒါလောက်ပဲတယ်ပြောချင်တာကတော့တဲ့မဆိုင်တဲ့ပြည်သူကိုကျွန်တော်တို့ပါစုပြီးလုပ်ပြီးတော့ပြန်ဖမ်းမှာမို့ပဲကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ပြည်သူတွေပြန်ဖမ်းခံရမှာကိုပဲကျွန်တော်တို့လူငယ်ယူကြီးတွေကစိတ်ပူတာပါတယ် ကျွန်တော်လူငယ်တွေကထွက်လာတဲ့စကားကြောက်မိပါလေတစ်ခေါက်တော့ပြန်နာထားပေးပါကျွန်တော်တို့စိတ်ပူတာလားတဲ့ကျွန်တော်တို့ဆိုပြီးတော့ပြောချင်တာကအမြင်တက်ပြီးတော့ကျွန်တော်တို့ပြည်သူအပြစ်မဲ့ကျွန်တော်တို့လူငယ်တွေကို ဖမ်းမှာကိုပဲကျွန်တော်တို့စိတ်ပူတာပါတဲ့ဒီလောက်ခက်ခဲတဲ့အလုပ်လေးလကြော်ပြင်ဆင်ပြီးတော့ဂျန်သူရဲ့နေကြီးအတွင်းထဲမှာစပိုင်းလေးတစ်စီးနဲ့ ဘာနောက်ဆုံးပေါ်နိပညာတွေမှမပါဘဲနဲ့ဘာကြီးကားတွေမှမပါဘဲနဲ့ဘာလုံးချုံရေးမှမရှိဘဲနဲ့ဘာအထောက်အပံ့မှမရယူဘဲနဲ့ဘုတို့ကြီးကိုတန်မတ်ကြီးကိုမလာရဲ့အကြံပေးပုပ်ကူကြီးကိုဝနာတော်ထင်ဘွဲရတကယ်ထိတ်တန်းအရာရှိတယောက်ကိုရှင်းခဲ့တဲ့ကျွန်တော်တို့လူငယ်တွေကသူတို့တက်မပူပါနဲ့ မိဘပြည်သူတွေလူငယ်တွေအတွက်ကိုပဲကျွန်တော်တို့ကပြန်ပူတာပါဒီတော့နှံရှိပြီးပြီလို့ပြောလို့ရတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တော်လှန်ရေးကအောင်နိုင်ပြီးသားဒီအောင်နိုင်ရေးမှာအဆုံးသတ်ဖို့အတွက်ပြီးတော့တစ်ဖက်ရန်သူကပဲပြိုကျနေပြီးသားကျွန်တော်မိုဒီစကားပြောတာမဟုတ်ဘူးကျွန်တော်ဟာ97အာနာတိန်တဲ့က ဒါအင်းဒီနေ့မှာ တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့ရေဝတူးဖြစ်တယ်။ကရင်နေပြည်တော်ကရင်စစ်ပညာသင်တန်းတက်ခဲ့တဲ့ရေဝတူးဖြစ်တယ်။တောင်ပိုင်းရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်သင်တန်းကိုတက်ရောက်ခဲ့တဲ့ SC ကိုပဲနမထွက်ထားတဲ့ရေဝတူးဖြစ်တယ်။ကရင်စစ်ပညာကိုသင်ကြားခဲ့တဲ့တော်လို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲ့စစ်ပညာတွေကိုသင်ကြားခဲ့တယ်။ပြီးတော့အရခတ်တော် AA ရခိုင်ရဲ့ယာရှိတွေသင်ကြားတဲ့စစ်သင်တန်းကိုလည်းတက်ရောက်ခဲ့သူဖြစ်တယ်။ပြီးတော့တက်မ6တက်မ9တက်မ5အထိတာဝန်ထမ်းဆောင် ငယ်ရဲပေါ့တူလေးဖြစ်တယ်ဆိုတော့ကျွန်တော်တက်ခဲ့တဲ့တင်တန်းတွေနဲ့ကျွန်တော်တိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲတွေအတွင်းပြီးတော့ကျွန်တော်ကျင်လည်ခဲ့တဲ့ရဝန်းတွေမှာကျွန်တော်တွေ့မြင်ရတဲ့ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်အသိဆုံးပါဝင်လင်းလုံးပြောမယ်ဆိုရင်ဒါစကားကြီးပြောတာမဟုတ်ပါဘူးလက်ရှိ NUG လက်ရှိဝင်ကြီးတွေချက်ကျွန်တော်တို့ပို့သိဘာဖြစ်လို့လဲကျွန်တော်တို့စစ်တင်တန်းကိုအခြေခံကစတက်ခဲ့ရတာဂျေမော်တွေနဲ့တပကံတွေမှာအတူတူစားရတာ မိုးတွေတီးတန့်စွာရွာသွန်းနေတဲ့အချိန်မှာအမင်းစားဖို့တန်းစီရင်းနဲ့ကျွန်တော်တို့ဒါစတိပကံစတိပကံလေးထဲမှာရေတွေကပြည့်သွားရေတွေတုံလိုက်ပကံလေးပြန်ပြီးတော့တန်းစီပြီးတော့ထပ်ဆောင်လိုက်အမင်းထဲတဲ့နေရာရောက်ပြီးတော့အင်းထဲတဲ့နေရာကိုထပ်ပြီးတော့တန်းစီရသည်အဲ့တော့အမင်းထဲထားတဲ့အဲ့ဒီစတိပကံလေးကိုအပေါ်ကမိုးရေတွေကကြဘိုးကစက်တိုက်ရွာတာ24နာရီကျွန်တော်တို့နေမမြင်ရအဲ့လောက်ထိရသည်ဘူးဆိုတာအဲ့တော့ဟင်းပြည့်တဲ့ဟင်းဝေတဲ့နေရာကိုမရောက်သေးဘူးကျွန်တော်တို့ရဲ့တမင်းပကံထဲမှာရေလုံးပြုတ်ဖြစ်သွားပြီ ဘိုက်ကလည်းအရန်စာလူကလည်းပင်မန်းသမင်းကဟင်းစီမရောက်သေးဘူးအဲ့သမင်းကုန်သွားပြီအော်ဟင်းပေးတဲ့နေရာကိုရောက်လဲရောက်ပေါ့အစကုန်တင်းနေပေါ့ဗျာကြောက်နေပါလေဝတာတော်ကြီးလက်သီးစုတ်တံကျွန်တော်နိုင်ငံတကာမှာဒါကျွန်တော်တို့တွေ့ရပါတယ်ဒါဥပမာဆိုတော့စင်ကာပူတို့ပြီးတော့အမေရိကတို့ပြီးတော့ UK တို့ Australia တို့စတဲ့နိုင်ငံတွေမှာပြည်သူကိုကာကွယ်တဲ့သူတို့ရဲ့ စစ်သားတွေစားရတဲ့အစားအစာအစားဆိုပုံစံတစ်မျိုးအသားဓာတ်တွေပရိုတင်းတွေပြည့်ဝဖို့အတွက်ဗီတာမင်တွေပြည့်ပြည့်စုံဖို့အတွက်အသီးရွက်တွေကတဖို့ကျွန်တော်တို့ဟင်းရှိကိုရောက်လဲရောက်ပေါ့ကျွန်တော်တို့ကိုပေးတဲ့ဟင်းလုံးကြီးကကျွန်တော်ပြီးပါကျွန်တော်ပုံပြောဘလောက်ကြီးရှိတယ်ကျွန်တော်ပြီးပါဘလောက်ကြီးရှိလက်သီးဆုပ်လောက်ရှိအဲ့တော့ဗါလဲဆိုတော့မြစ်ပြတ်အတုံးတကယ်ပဲဘုန်းနာသားတွေတည် တော်တို့ဘလောက်ထိခက်ခဲခဲ့ရလဲဆိုညညပြုတ်ပြီးသားသမင်းခုနကဂျီလုံပြုတ်ဖြစ်နေတယ်သမင်းပေါ်ကိုတယောက်တဒုံဆွဲလာကုန်တာပဲကျွန်တော်မြင်ပါနောက်နေ့ချက်တန်းစီညပြုတ်ကုန်သွားလို့မပြီးရေအခုချိန်ဒီဒါကစ်ချင်းပေါ့နော်အာကစ်ချင်းအတွက်ဒါချက်ပြုတ်ပေးတဲ့သူတွေတက်ရှိထင်ရှားရှိနေသေးပါကျွန်တော်သူများအကြောင်းပြောလို့ရမှာမဟုတ်ကျွန်တော်အကြောင်းမှကျွန်တော်ပြောနေတာဆိုတော့ဒီလိုအခြေအနေမျိုးမှာစခဲ့တာ NUG မပေါ်သေးဘူး ဆိုတော့ဒီအချိန်တွေကကျွန်တော်တို့ရုန်းကန်ခဲ့တယ်ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်တို့သိဆုံးမှာဒါကြောင့်ကျွန်တော်လူငယ်တယောက်ကျွန်တော်ရဲဘော်တယောက်ကျွန်တော်ရဲဝန်းကကိုရှမ်းလေးရေလူမျိုးလေးရှိပါတယ်ဆိုရင်ကျွန်တော်ဘလို့မောက်ကိုနေလို့ထိုင်လို့မရအောင်ပြီးခဲ့တဲ့ဂျပန်မှာကျောင်းတင်တယောက်ကျွန်တော်ဆက်သွယ်လာတယ်လက်နက်ကြီးထိထားတယ်နစီကွဲထားတယ်ရဲဘော်တအူးပါသူခွဲစိတ်ဖို့အတွက်အစင်မပြေတဲ့အကြောင်းကိုကျွန်တော်လှမ်းဆက်ပြီးတော့ဆက်သွယ်တာပေါ့ဗျာဘယ်လိုပြောမလဲဆိုရင်အကူကြီးတောင်းတာပေါ့ဗျာကျွန်တော်တို့မှာကလည်းကျွန်တော်တို့ပဲရှိတယ်ဗျာ တိုင်ပင်စာရှိလဲကျွန်တော်တို့ပဲရသည်ဖြစ်ဖြစ်မရသည်ဖြစ်ဖြစ်မြေနဲ့ကိုရှမ်းရေကျွန်တော်တို့တော့ဘလူလီဘလူလီပေါ့နောက်ထပ်နှစ်ယောက်ကလည်းပဲတိုက်ပွဲတွင်းမှာရရှိခဲ့တဲ့ဒဏ်ရာဖြစ်ချင်တော့၃လောက်လုံးကစေးဟုတ်တက်ကမယ်ဆိုတော့ကျွန်တော်လည်းမတက်နိုင်ဘူးဒါမှမဟုတ်လည်းပဲကျွန်တော်တို့အစီပြေပါတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ညီပြီးရဲပေါ်တယ်ကျွန်တော်တို့ညီကိုအကြောင်းကျွန်တော်တို့သိပြီးသားဒါကြောင့်ဘလို့ကောင်းနေဘလောက်တိယာလူကြီးပါစီဘလို့မျိုးလေလုံးပဲဖြစ်ပါစီကျွန်တော်တို့မလုံနိုင်တဲ့အရာလုံးဝမရှိဘူး ဒါကြောင့်လည်းပဲကျွန်တော်ဒီကောင်ဝေးတက်ဖွဲ့ဝင်လူငယ်ဟိတ်ဆိုတာ ਨੇ လက်ရှိစစ်မြေပြင်မှာအကြမ်းဖက်စစ်ခွေးတက်ကအရင်ဆုံးမလုပ်တာလည်းသိလားကျွန်တော်မြင်ပါလေးချောင်းပြစ်ကိုအရင်ဆုံးစက်ပေါ့ကျွန်တော်တို့မတိုက်ရသေးဘူးเนาะကျွန်တော်တို့ ਨੇ ဘယ်တွေမဆိုင်ကားဘူးဟာသူပြစ်ကိုပြစ်ဖို့လို့ကျွန်တော်တို့အင်အားတွေအရန်ကြီးလို့ကျွန်တော်တို့ရဲ့ပြစ်အားတွေအရန်များလို့ကျွန်တော်တို့ဘက်ကလက်နက်ကြီးတွေတရဆက်ပြစ်ခတ်နေလို့ကောင်းနေမှာ drone တွေကလည်းအစီးအမြောင်များဘုံတွေချဲချနေလို့သူတို့တွေမခံနိုင်တော့တဲ့အဆုံးမှလေးချောင်းပြစ်ကိုတောင်းတာမဟုတ်ဘူးကျွန်တော်တို့သူတို့ area တွေကိုရောက်ပြီဆိုတာ ਨੇ တိုက်ပွဲတော့မဖြစ်သေးဘူးသူတို့ကလေကြောင်းလေကြောင်းပစ်ကူအရင်တောင်းတာလေကြောင်းပစ်ကူလာတယ်ပစ်ပြသွားတယ်သူကလည်းဖောက်တယ်ဖောက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 ်ပြီးတော့အတန်တိတ်သွားဘာဖြစ်လို့အတန်တိတ်သွားတာလဲအကုန်လုံးပြီးသွားတာအချို့အကြောတင်းတဲ့ကောင်တွေရှိတယ်မင်းပါလဲငါပါလဲဆွဲမယ်ကွာတက်လာမယ်အဲ့ကောင်တွေလည်းကုန်တာပဲအရင်အစပိုင်းမှာအစပိုင်းကျွန်တော်တိုက်ပွဲတွေပေါ့နော်ဒါကြောင့်ကင်းပြီးနေအစပိုင်းတိုက်ပွဲတွေမှာဆိုရင်ကျွန်တော်တက်မှာ6မှာတိုက်ပွဲ ဒါပြပွားမှုပေါ့နော်အကျွန်တော်ရှိနေတဲ့အချိန်ကိုတိုက်ပွဲပြပွားမှုများတယ်အဲ့ဒီမှာဆိုရင်ပရမအူဆုံးဒါပေါ့နော်တိုက်ပွဲတွေမှာအစောပိုင်းတိုက်ပွဲတွေမှာသူတို့ဘက်ကအတကုံခံပြက်တယ်အာလက်နဲ့အင်အားလူအင်အားပြီးတော့မကြောတယ်အဲ့ဒီအချိန်ကျွန်တော်တို့အရန်ခတ်တိုက်တာအရန်ခတ်ကျွန်တော်တို့ဘက်ကတွေ့ကြုံနှုတ်ဒါပေမဲ့ကျွန်တော်တို့မှာစိတ်သက်ကအမြင့်မားဆုံးမှာရှိတယ်အဲ့ဒီအချိန်မှာသူတို့ရှိမှာလူဟောင်းတွေရှိနေသေးတယ်လို့ကျွန်တော်ပြောချင်တာအဲ့တော့ဒီလူဟောင်းတွေကတိုက်ရိုက်ခိုက်ရင်ပြေဝရတဲ့သူတွေပေါ့ဗျာဆိုတော့ကျွန်တော်တို့နဲ့တွေ့ရကျွန်တော်တို့ကျွန်တော်တို့ဒီကောင်တွေကဘလို့တနာတွေပေါ့ဗျာဒီကလေးတွေချတိုက်နေပေါ့တနက်တန်တစ်ချက်တစ်ချက်ကြားလိုက်အဲ့ကောင်တွေ ထပ်ပြေးမှာပေါ့နော်တနက်ထားပြီးတော့ကောင်းနေချေဦးတက်ရပြေးနေပေါ့အဲ့လိုထင်တာဒါပေမဲ့အဲ့ဒီအစောပိုင်းတည်းကကျွန်တော်တို့အမှုတ်ကျစ်ခဲ့တာခဏချိန်ဒီနောက်ပိုင်းမှာပိုဆိုးသွားတယ်လူသစ်တွေကျွန်တော်အတန်ကြာတာနဲ့ခွေးပြေးွက်ပြေးပြေးမရဘူးဆိုရင်ကိုပဲချက်ကကအကောင်ကြီးလုံကြုံရင်ကျွန်တော်တာဝန်ယူမယ်လက်ဆွဲပြီးတော့လိုက်ပြမယ်တက်မာခွန်တက်မာ၆တက်မာ၅တက်မာ၃ထမင်းမှာကျွေးမယ်ရေဘူးလဲယူမလားနဲ့ဘိုးဘက်အကျွန်တော်ဖက်စစ်ခွေးတက်ဒါဘိုး special plan နဲ့မနိုင်တဲ့ကောင်လေး အယိုးကြီးကိုက်နေတဲ့ကောင်လေးလုံချုံကြီးအပြစ်တာဝန်ရှိမြဲခင်ဗျားတို့ကဘယ်သူမှမထိစေအောင်ထမင်းအဝကျွေးမယ်ရေတန်းတိုက်မယ်တိုက်ခဲကျွန်တော်ကိုနိုင်လက်ဆွဲပြီးတော့လိုက်ပြပေးမယ်ရှင်းပါတယ်ကျွန်တော်တို့ဟာပြည်သူလူထုကဝေးဖွာလိုက်တယ်ပြည်သူကဝေးတက်ဖွဲ့ဝင်ပြီအမေရိကအားလုံးရဲ့အားတွေဖြစ်တယ်ကျောင်းကြီးကောင်မောင်မားတွေအားလုံးရဲ့နှလုံးသားတွေဖြစ်တယ်ဒါကြောင့်လည်းဒီကနေ့မှာဒါကောင်းမှုပြည့်စုံတဲ့ကျွန်တော်စည်ရေးအစီအမံတွေနဲ့အတူ ကျွန်တော်မျိုးပြယူကြည်တွေရောကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရောပြီးတော့ ERO တိုင်းသားတပ်ဖွဲ့ဝင်တွေရောပြီးတော့နိုင်ငံရေးစစ်ရေးပူးပေါင်းပြီးတော့ကောင်းဆောင်သောလုံဆောင်ချက်တွေအပေါ်မှာကျွန်တော်မြင်ပါတယ်အားနှစ်လက်ရှိရခိုင်တပ်တော်ရဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကတော့ကျွန်တော်တို့ထောက်ခံတယ်။ဘာဖြစ်လို့လဲ?အဲ့လိုမှမလုပ်လို့ရှိရင်နော်ကိုလက်ပူမပူမန်းတိတဲ့လူတွေနိုင်ငံရေးဆိုတာကိုလုံးမကိုစားရမယ်ဆိုတော့နော် ဟိုဘလောက်ပဲတိုင်းပြည်ကြီးကမီးလောင်နေပါစေမျက်စားမပြတ်ဘူးဆိုတဲ့နွားတွေကတက်တက်ရှိတယ်အဲ့ဒီလူတွေအတွက်နားလေတဲ့ဘာသာစကားဆိုတာပါဇက်နဲ့ပြောလို့မရဘူးလူခွင့်ရေးနဲ့ပြနေလို့မရဘူးဒီမိုကရေစီစနစ်နဲ့ပြောနေလို့မရဘူးအခုလိုအမိတ်နဲ့ဥပဒေနဲ့ပြက်ပြက်တတပြောမှရတဲ့လူဒန်းစားကကျွန်တော်တို့တိုင်းပြည်မှာတက်တက်ရှိတယ်အဲ့လိုလူဒန်းစားကရခိုင်မှာလည်းရှိတယ်ဗမာမှာလည်းရှိတယ်မော်မှာလည်းရှိတယ်နော်ငါတို့မျိုးဆက်အတွက်ငါတို့တိုင်းပြည်အတွက်ငါတို့ကလောက်ကမယ်ငါတို့လူမြအောင်လောက်ကမယ်ဆိုတဲ့လူတို့အတိတ်တရားရှိတဲ့လူတွေဘလောက်ပဲအရှိရလောက်ပြလောက်ပြကိုနဲ့မဆိုင်တဲ့လူနေပြီးတော့နော် ဘယ်နေရာကအခွင့်အရေးရမလဲဒီတိုင်းကြီးမှာနော်စစ်ဘေးရှောင်ဖြစ်တယ်လူတွေရောရောဖြစ်တယ်ငါဈေးဆိုင်ရောင်းတယ်ဟဟနာအဲ့ဈေးဆိုင်ရနေအမျက်တင်ရောင်းလိုက်မယ်ငါစီတလီတာယူထားတာကတဘော9000ဆိုရင်1000ကျပ်နဲ့တင်ရောင်းလိုက်မယ်ငါ1000ကျပ်မယ်ဒါတော့ပဲအတိရှိတဲ့လူတွေကိုကြာတော့ကျွန်တော်တို့ကအဲ့ဒါအမိတ်တွေဥပဒေနဲ့ပဲပြောလို့ရတယ်နော်အဲ့တော့နေရာတကာကိုမြစ်တာတော့ယူလို့မရတဲ့လူတွေနောက်တစ်ချက်ရှိတာကရခိုင်တပ်တော်ကအခုဒီအမိတ်ကိုထုတ်လိုက်တယ်နော်လက်ရှိစစ်မှုထမ်းဦးလေဆိုပြီးစစ်ကောင်စီကလည်းထုတ်ထားတယ်နော်ရခိုင်တပ်တော်အေအေကလည်းအခုဒီလိုအမိတ်ထုတ်လိုက်တယ်နှစ်ခုကတော့တူနေတယ်ဒါပေမဲ့မတူတာတွေပါပါကွာတယ် ရခိုင်တပ်တော် AA စီဦးစီးကိုဗကြုံထုံးမြတ်နိုင်ကစပြီးတော့ဒေါက်တာညိုထွန်းအောင်တို့เนาะစသဖြင့်လက်ရှိရခိုင်တပ်တော်ခေါင်းဆောင်တွေဟာသူတို့ကိုကြိုးစည်းပွားကိုရခိုင်ပြည်သူပြည်သားတွေရခိုင်ပြည်နယ်ကိုကုလောင်းလုပ်ပြီးတော့သူတို့ကိုကြိုးစည်းပွားရှားနေတာလားရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်လုပ်နေတာလားမင်းအောင်နိုင်ခေါင်းဆောင်နဲ့ဒီမင်းအောင်နိုင်တို့စိုးမင်းတို့ငမဲလုံးတို့လက်ရှိစစ်ခေါင်းဆောင်တွေဟာတိုင်းပြည်ခေါင်းဆောင်အတွက်လုပ်နေတာလားသူတို့ကိုကြိုးအတွက်လုပ်နေတာလားအဲ့ဒါအပြည့်ရှင်းနေတယ်နော်အဲ့အပြည့်ရှင်းနေတယ်လက်ရှိမင်းအောင်နိုင်အာနာတိတ်ပြီးမှမင်းအောင်နိုင်တာအောင်ပြည့်စုံ ရခဲ့တဲ့လုပ်ငန်းပေါင်းဘယ်လောက်ရှိသွားပြီလဲမင်းအောင်နိုင်တမီခင်သီးတက်မွန်လုပ်ခဲ့တဲ့လုပ်ငန်းပေါင်းဘယ်လောက်ရှိသွားပြီလဲအဲ့ဒါအဖြေပဲနော်အောင်အနေအောင်ပြေဆောင်ကဆိုလာတွေတွင်းတယ်မင်းအောင်နိုင်ကမီးတွေပြတ်တဲ့ဟာကိုအဲဆိုလာသုံးဖို့ပြောတယ်စဉ်းစားကြည့်နိုင်ကျင်စရာတော့ဟိုနိုင်ပြနေရတာတော့မတားပါဘူးပြမတန်ပါဘူးပြရှင်းရှင်းပြောရရင်တော့เนาะသူတို့ကောင်မျိုးတွေနဲ့ဒီတော်လိုင်းကောင်းဆောင်နေတဲ့သွားနိုင်ရှင်ပြရတော့မတန်ဘူးဒါပုံဝင်လင်းပြောတာအဲ့တော့အဲ့လိုအနေထားမှာဘေးဒီပြီးတော့မသိလို့ရှိရင်ဟိုရခိုင်တက်တော့အေကပဲ ိုအနာရှင်ဆန်နာလို့မဲ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 မင်းအောင်နိုင်နဲ့လက်ရှိစစ်ခွေးတတိုင်းပြည်လုံးတရွာလုံးဘုံကျဲမိရှုနေတဲ့ကောင်တွေကိုဘေးနားကိုထားပြီးတော့ဟမ်သူတို့ကဟောတကယ်လွတ်မြောက်ရေးအတွက်လုပ်နေတဲ့အဖွဲ့တွေကိုအနာရှင်ဆန်နာတဲ့သူဘေးနားမှာသူ့ဖြစ်ချနေတဲ့ဟာတွေကြောင့်မပြောကြဘူးနော်အဲ့တော့ဒီရဟန်းတတော်ကထုတ်ပြန်လိုက်တဲ့ဒီအချက်၄ချက်နဲ့တရင်လေးကိုကျွန်တော်ဖတ်ပြမှာပဲနော်ဒီကနေ့မေလ22ရက်နေ့မှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA က ရခိုင်ပြည်ကနေပြည်ပတို့ထွက်ခွာဖို့စ조사အထောက်နေသူတွေကိုတားမြစ်တဲ့အချက်၄ချက်ပါစီကန်းချက်လို့ထုတ်ပြန်လာပါတယ်အခုလို့ထုတ်ပြန်မှာရခိုင်မျိုးသားဖွဲ့ချုပ်အာခတ်တော် ULAA ဟာမျိုးသားကာကွယ်ဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက် National Different Emergency Profession DMDEP ကို2025ခုနှစ်မတ်လ၁၀ရက်နေ့ကပြဋ္ဌာန်းစတင်ပြဋ္ဌာန်းပြီးအာခတ်ဒေသအတွင်းနေပြည်သူလူထုတရက်လုံးရဲ့အတက်အိုးရင်စီးစိမ်ညာလုံခြုံရေးတည်ထောင်ရေးကိုအထူးအလေးပေးဆောင်ရွက်ရဲ့ရှိနေတယ်လို့ဥစ္စာဖော်ပြပါတယ်ဒါပေမဲ့မပြည့်တဲ့ဒေသမျိုးတိုင်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲရင်း အာရခဒေတာတစ်ခုလုံးအာရခပြည်သူလက်ထဲတို့ရောက်ရှိရေးစားတဲ့ရီမန်းချက်ကိုအကောင့်ထဲပေါ်လျက်ရှိတယ်လို့ဆိုပါတယ်အခြားတစ်ဖက်မှာလည်းရခိုင်ပြည်ထဲကလူငယ်လူရွယ်အနေနဲ့အ ਨੇ စုအနေနဲ့ ULAA ကပြန်နှံ့လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြန်နှံ့ချက် NDEP ပေါ်တေချာနားလဲနားမလဲပဲအထိပ္ပယ်ကောက်လွဲမှပြီးတိုင်းပြည်တော်ဝင်ထမ်းဆောင်မှုကိုရှောင်လွဲဖို့ကြိုးစားအားထုတ်လာတာတွေကိုကြားသိနေရတယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်အခုချိန်ကာလအတွင်းပုံစံအမျိုးမျိုးနီးလန်းမျိုးမျိုးနဲ့အာရခဒေတာရဲ့ပြင်မတို့ထွက်ခွာရင်ကြိုးစားအားထုတ်နေကြတဲ့လူတွေကိုတားမြစ်က ောက်ပါစီကမ်းချက်တွေကိုထုတ်ပြန်လိုက်ပါလေလို့ပေါ်ပြပါရှိပါတယ်။အဲ့ဒီစီကမ်းချက်တွေကတော့ပြကြောင်းကျိုးစီလျံမှုမရှိတဲ့အကြောင်းပြချက်တွေနဲ့အရက်ခ data ပင်ကနေနေရဆွန့်ခွာပြီးတွားလိုချားတဲ့သူတွေနဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက် NDEB ကစစ်မှုထမ်းဖို့အကြောင်းဝင်ပြီးစစ်မှုမထမ်းလို့ပဲအရက်ခ data ရဲ့ပြင်ပတို့ထွက်ပြေးရန်စူးစမ်းချက်လူတွေကိုတွားလာခွင့်မပြုဘဲတည်ငြိမ်တဲ့စစ်ရေးအခြေအနေတခုလိုရောက်ရှိလာတဲ့အထိတားမြစ်လိုက်တယ်။နှစ်အရက်ခပြည်သူ့ကျန်းမာရေးဌာနကကုတမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေ အတက်အနယ်စိုးရင်ရတဲ့လူနာတွေလွဲပြီးနေရဲစုမှာတွားလို့ကြတော့သူတွေဟာ NDEP ပြောင်းလဲချက်ပါအတက်အရွယ်မာ session နဲ့မှာ25နှစ်အထိကြာ session နဲ့မှာ45နှစ်အထိအတွင်းအကျုံးဝင်တဲ့လူတွေကိုတွားလာခွင့်မပြုဘဲလက်ရှိတိုက်ပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်ကာလပြီးဆုံးနေရှိတားမြစ်လိုက်တယ်တုံအာကဒေတာအတွင်းမှာနေရဲစွန့်ခွာပြီးတွားလို့ကြတဲ့လူတွေကိုကုန်းလန်းရေလန်းကနေအခကျင်းငွေယူပြီးတဲယူပို့ဆောင်ပေးနေတဲ့လူတွေကိုတားမြစ်လိုက်ပြီးတွဲရှိဘက်ကဒီဇယ်ဥတွေရအရေးယူရင်ခံရမယ် လေအခြေခံစားတောက်ကုံရောင်းဝယ်ကုံတွေတွေနွားကုံတွေတွေနွားအချအငှားလိုက်သူတွေကုံတွေတွေအနေနဲ့တွာလာကြတဲ့အချိန်တွေမှာလူကိုယ်တွေကိုခေါ်ဆောင်တာအခကျင်းငွေယူပြီးလူကယ်ဒီပို့ဆောင်တာတွေကိုလုံးဝမပြုတ်ဖို့တားမြစ်လိုက်တဲ့စားတဲ့အချက်၄၀ဖြစ်ပါတယ်။ဖက်စစ်ဂျာမန်စစ်ကောင်စီရဲ့ထိန်းချုပ်ရနေရာတွေမှာရခိုင်လူမျိုးမှတ်ပုံတွေကင်ဆောင်ထားလူတွေခရီးသွားလာကြတဲ့ရခိုင်လူမျိုးတွေကိုရည်ရွယ်ချက်ရှိရှိဖမ်းဆီးပြီးငွေညှစ်နေမှုပြန်ပေးဆွဲထားလူမျိုးဖမ်းဆီးထိန်းသိမ်းထားမှုပုံမှန်မျိုးမျိုးတက်ပြီးမတရားတပြင်းထောင်ချနေမှုလူတက်အလောင်းဖြောက်မှုအနေနဲ့မှကျင်းလွတ်စေဖို့အတွက်လည်းအခုလိုတားမြစ်ရတာကိုဖော်ပြထားပါလေ။အရက်ဒေတာရဲ့ မြို့တိမ့်တိုက်ပွဲတွေအတွင်းဖက်စစ်အကြမ်းဖက်စစ်ကောင်စီကထောင်ထားတဲ့စွန့်လွတ်မိုင်းတွေမနှင်းပြီးဖို့အတွက်၎င်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကိုရောက်ရှိပါကစစ်မှုထမ်းရန်စုဆောင်းရေးမခံရဖို့အတွက်၎င်းလူမောင်ကိုဂိုင်းတွေကြားဖြန့်ဂိုင်းတွေရဲ့လက်ထဲတို့မရောက်ရှိစေဖို့၎င်းရခိုင်ရိုးမနယ်စပ်တစ်လျှောက်တိုက်ပွဲဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲအတွင်းဓာတ်ညံ့မတွားစေဖို့အတွက်၎င်းအဆရှိတဲ့လူမိုင်းအနေရတွေမှာကင်းလွတ်စေဖို့အတွက်ရည်ရွယ်ပါတယ်လို့ဖော်ပြပါတယ်။ရေဘော်ကလာကိုပြန်လည်ရုပ်သိမ်းတဲ့အချိန်ကိုထပ်မံအတိပေးတော့မှဖြစ်တယ်လို့လည်းထုတ်ပြန်ကြေညာချက်မှာမိကုန်းချုပ်ဖော်ပြထားပါတယ်။ကတားကတော့နော်ရခိုင် တက်တော့ A ရဲ့ထုတ်ပြန်တဲ့ကြေညာချက်ပဲဖြစ်တယ်ဒီပေါ်မှာတချို့တွေခုနကပြောလို့ပေါ့ဒီအထူးသဖြင့်ကတော့ဟိုဘေးကနေဝင်ညှောက်တဲ့ကောင်တွေလက်ရှိတယ်အကောက်အတုနဲ့ဝင်ပြောတဲ့ကောင်တွေလက်ရှိတယ်ခါကျဲဟုတ်လို့တော့ပါပြောတော့လွတ်မြောက်ရေးပြောတယ်အပြင်ဘာမှမထူအာနာရှင်ဆန်းလာတယ်စတဲ့ဖြင့်ဒီစကားတွေကဒါရခိုင်လူမျိုးတွေတကယ်စိတ်သက်ရှိတဲ့ရခိုင်လူမျိုးတွေမပြောဘူးနော်ခုနကပြောသလိုကိုလက်ပူမပူမန်းတိတဲ့ကောင်မျိုးတွေနဲ့ဘေးကနေအကောက်အတုနဲ့ဝင်ညှောက်တဲ့လူမျိုးတွေပဲပြောတာအဲ့တော့ကျွန်တော်တို့ကကြည့်ရမှာကလုတ်တင့်တယ်လို့ဘာကြောင့်ဆုံးဖြတ်တာလဲ ကျွန်တော်အဲ့လိုမှအမိတ်နဲ့အာနာနဲ့မလုပ်လို့ရှိရင်ကျွန်တော်တို့တိုင်းပြည်သားတွေကရခိုင်မမဟုတ်ဘမမိုးရခိုင်အကုန်လုံးအတူတူပဲအချင်းချင်းနော်တိုင်းတားတဲ့နေရာကိုကတ်တယ်မတိုင်းမတားတဲ့နေရာကိုခွာတယ်နော်အဲ့တော့စွန့်လို့အနစ်နာခံပြီးလောက်ကြရေးဆိုရင်ဒါရခိုင်လူမျိုးတွေရရှစ်ဆောင်ရှစ်ပြအများဆုံးလောက်ခဲ့တူဒီလိုထဲမှာလည်းစုံမျိုးကရှိတာပဲအဲ့လိုစုံမျိုးတွေကိုကျွန်တော်တို့ကဒီလိုမျိုးအမိတ်တွေဥပဒေနဲ့မလုပ်ထားရင်ကြံတဲ့လူတွေပါစီကံပြက်ကုန်မှာနော်လက်ရှိဘုတို့ဒုံမြနိုင်ရစားပြီးတော့ရခိုင်ကတ်တော်မှာတောင်းဝင်ထမ်းဆောင်နေတဲ့နော်အရာရှိအကျစစ်တီတွေဟာသူတို့ကိုဂျိုးအတွက်လုပ်နေတာလားရခိုင်ပြည်လူမျိုးအတွက်လုပ်နေတာလား အဲ့ဒါအဖျားရှင်းနေတယ်နော်လက်ရှိစစ်ကောင်စီမှာမင်းအောင်နိုင်စစ်မှုမထမ်းတဲ့ဥပဒေကိုပြတ်တန်းနေအခုအပတ်စဉ်တက်ကနေအပတ်စဉ်30 70ခေါ်လာပြီအဲ့ဒီအပတ်စဉ်ကထွက်တဲ့ကလေးတွေနော်ဒါပြည်သူတွေအဲ့ဒီပြည်သူတွေဟာအတက်ပေးပြီးတိုက်နေရတယ်ဘု து ကိုအတက်ပေးလိုက်ကြတယ်ဒီတိုင်းပြည်အတွက်လားမဟုတ်ဘူးဒီပြည်သူအတွက်လားမဟုတ်ဘူးဘာဖြစ်လို့လဲဒီတိုင်းပြည်နဲ့ပြည်သူအတွက်ဆိုရင်အဲ့ဒီပြည်သူကိုပြန်ပြီးတနက်ပြောင်းလှည့်စရာအကြောင်းမရှိဘူးနော်လက်ရှိရခိုင်တပ်တော်မှာစစ်မှုထမ်းတဲ့ရခိုင်တပ်တော်စစ်တီတော်တွေဟာရခိုင်ပြည်သူကိုပြန်ပြီးတနက်ပြောင်းလှည့်နေတာလားဒီအာဏာရှင်ကိုတနက်ပြောင်းလှည့်နေတာလား ဒါကြောင့်မို့လို့စစ်မှုထမ်းတဲ့အာချင်းအတူတူတောင်မှကရင်နေကရင်တက်တော့ကရင်လက်နက်ကန်အတွက်စစ်မှုထမ်းဖို့လိုသလိုရခိုင်နေရခိုင်လက်နက်တော့စစ်မှုထမ်းဖို့လိုတယ်အညာမှာရှိတဲ့အညာသားတွေအညာလွတ်မြောက်ရေးအတွက်တွေ့ရလက်နက်ကန်အဖွဲ့မှာပါဝင်ပြီးတော့တာဝန်ထမ်းဆောင်ဖို့လိုတယ်တော်လေးတကောင်မဲ့အခါတော့တိုင်းနာအားလုံးကလည်းကိုဒေတာမှရှိတဲ့လက်နက်ကင်အဖွဲ့တွေမှာတာဝန်မဖြစ်မနေထမ်းဆောင်မှာဒါလူဝဲလုပ်တဲ့နေရာနှစ်ခုပဲရှိတယ်ကျွန်တော်တို့လက်နက်ကင်ပြီးတာဝန်ထမ်းဆောင်မလားအဲ့ဒီလက်နက်ကင်ပြီးတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေအတွက်လိုအပ်ချက်ထောက်ပံ့ရေးကိုကျွန်တော်တို့တရောက်နေရာကဝိုင်းလုပ်ကြမှာ ဒီကာလမှာကျွန်တော်တို့လောက်ပါမှာအဲ့ဒီနှစ်ခုပဲကျွန်တော်တို့တိုင်းပြည်ဟာစုပ်ပြတ်နေပြီပျို့လဲနေပြီအဲ့ဒီပျို့လဲနေတာဘာကြောင့်လဲဒီအာနာရှင်တွေရောက်မှာခဲ့လို့ဒါကကျွန်တော်တို့တိုင်းပြည်အာနာရှင်နဲ့တည်သူနဲ့လွန်ဆွဲတဲ့နောက်ဆုံးပွဲဒီပွဲမှာမှာကျွန်တော်တို့ကနိုင်အောင်တိုက်နိုင်ရင်တိုက်မတိုက်နိုင်ရင်ကျွန်တော်တို့ပွားသွားပြီလက်ရှိမင်းအောင်နိုင်တိုင်းမှာကြည့်နော်ဘလောက်ပဲရခိုင်တက်တော့အေအင်အားကောင်းနေဖြစ်နေပါစေတတိုင်းပြည်လုံးကမင်းရောက်နိုင်ကိုအရှုံးပေးလိုက်ပြီရခိုင်တက်တော့တစ်ခုပဲရှိနေမယ်ဆိုရင်တိုက်လို့နိုင်ပါလားအမောက်ချစ်ပလိုက်ပါရှင်းရှင်းလေး ျွန်တော်တို့စုပေါင်းအားနဲ့တိုက်ရမယ်ဆိုတာအဲ့ဒါကြောင့်အဲ့လိုစုပေါင်းအားနဲ့တိုက်လို့အင်အားတွေကောင်းနေတဲ့အချိန်မှာကျွန်တော်တို့ကကို့ဒေတာကို့ပြည်နယ်ကို့လွတ်မြောက်ရေးအတွက်ကိုဒါပြောနေရတယ်မချင်းတော့ချင်းညာနေကြအောင်မလို့ဘူးဒါအားလုံးပါဝင်ရမယ့်အရာအဲ့လိုမဟုတ်ဘဲနဲ့မင်းအောင်နိုင်တဲ့အာဏာရွာကြည့်နော်ဘိုနပ်တေယုတ်ကဘိုနပ်စီမံကိန်းဆိုပြီးတော့မြန်မာနိုင်ငံခားလိုက်ကောင်းဖြတ်ချာပြီးအကုန်ပေါက်လာပါပြီးလို့ရှိရင်မြေဆုံစီမံကိန်းအခုမင်းအောင်နိုင်ဖွေးသားကမြေဆုံကိုလှုပ်လို့ရှိရင်လည်းဖျက်စစ်တွေပုံအောင်ပုံမယ်စကားစားတာပြီနော်မြေဆုံလှုပ်လိုက်လို့မတော်လို့ငန်လင်လှုပ်ချလို့အဲ့ဒီမြေဆုံကြီးပြိုကျရင်မြစ်ကြီးနားလို့မြို့တော်နိုင်ပိုင်းတက်သွားမှာ အေယာဝတီညကျော်ထောက်ချောက်မှာရှိတဲ့မြို့တွေရွာတွေအကုန်ထမင်းငတ်ကုန်မှာဒါခဏခဏပြောနေကြလို့လားမသိဘူးသူတွေကအာယုံတော့မလာတော့ဘူးကျွန်တော်တိုင်းပြည်ကလူတွေကလေလက်ပူမှထအော်တဲ့လူမျိုးတွေနော်အခုအဲ့တော့မင်းအောင်နဲ့အဲ့လိုဆိုရင်အဲ့ဒါတွေနဲ့မပြီးဘူးဒဝေရင်နဲ့စိန်မန်းတနင်္လာရီတိုင်းဒဝေအကုန်ကုန်မှာပြီးရင်ရခိုင်မှာရှိတဲ့ကမ်းလုံဒေတာအကောအကုန်လုံးကုန်မှာနော်ဒါတွေအားလုံးကဘယ်လိုဖြစ်မလဲနောက်ချိန်နိုင်မင်းအောင်နိုင်တို့ဒီအာနာရှင်နာရောက်ဝိုင်းရင်အဲ့ဒီတရုတ်တွေကလုပ်ငန်းရှင်တစ်ပြီးတော့ကျွန်တော်တို့ရခိုင်မမမရှမ်းစတဲ့ဖြစ်တိုင်းသားပြည်သူတွေကအဲ့ဒီတရုတ်တွေအောက်မှာကျုံပြန်ခံရမဲ့ဘဝရောက်မှာ ဒါကြောင့်မလို့ကျွန်တော်တို့ကဒီပွဲကိုနိုင်အောင်တိုက်ရမယ်ဆိုတာဒါကိုပြောတာအဲ့တော့ရခိုင်တပ်တော်ကအခုထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ကကြိုက်တယ်ဘာဖြစ်လို့လဲတချို့တလေစုံမျိုးတွေကဗဇက်နဲ့ပြောလို့မရဘူးအဲ့လိုအမိတ်တွေဥပဒေနဲ့ပြောမှနားလေတဲ့လူတန်းသားတရက်ကတက်တက်ရှိတယ်နော်ဝဲကကျွန်တော်တို့အေယာဝီတိုင်းမှာရှိတဲ့အင်အားစုကအမတ်တယောက်နဲ့စကားပြောပြတဲ့အချိန်မှာတို့အေယာဝီတိုင်းကတော့အေးစစ်ပဲတဲ့ဘာဖြစ်လို့လဲမားဆိုတော့အေးတဲ့ဘာမှမထောက်ပံ့ထားတဲ့အတွက်ငါတို့ဝင်လာလို့ရှိရင်လည်းဘယ်သူမျက်နှာမှထောက်ရမလို့ဘူးတဲ့အကောင်းဆုံးပဲ ဟုတ်တယ်နော်ကျွန်တော်တို့အရာဝီတိုင်းအရာဝီတိုင်းလွတ်မြောက်ရေးအတွက်အခုလုံနေကြတဲ့ရဲဘော်တွေအများကြီးရှိတယ်အဲဒီထောက်ပံ့တဲ့လူကဘယ်လိုပြောမလဲဟိုတရားမှာတယောက်တောင်မရှိသလောက်ပဲနော်ပြည်ပရောက်နေတဲ့အရာဝီဒါတွေရဲ့စူပေါင်းအားနဲ့ဝိုင်းလုံနေကြတယ်အဲ့တော့အရာဝီတိုင်းမှာလည်းလက်ရှိလက်ရှိရခိုင်ပြတ်တော်အေကဝိုင်းပူးနေတယ်လုတ်ပေးနေတယ်အဲ့တော့အရာဝီတိုင်းမှာရှိတဲ့လုပ်ငန်းရှင်တွေကျွန်တော်တို့ဝင်လာမျက်နှာထောက်မှာမဟုတ်ဘူးနော်တခါလဲပြောပြီးတာဘသူမျက်နှာမထောက်မှာမဟုတ်ဘူးဘာဖြစ်လို့ကျွန်တော်တို့လုတ်ခဲ့တဲ့စွန့်လွတ်ခဲ့တဲ့ချောက်ခဲ့တဲ့လမ်းမှာခင်ဗျားတို့တွေဘာလုပ်နေလဲ အဲ့အဲ့ဒီအချိန်ကျရင်ပြန်ပေးဆက်ကမဲ့လုပ်ငန်းရှင်တွေနေနဲ့ကိုယ့်ကိုပြန်ပေးဆက်ရှင်းရှင်းလေးပဲဘာဖြစ်လို့လဲဒီကာလဟာကိုဂျိုးအတွက်လုံနေတဲ့ဒူတွေလက်ထဲကနေကျွန်တော်တို့ကကိုဂျိုးစွန့်ပြီးပြန်စွန့်စွန့်လုပ်နေတာသူတို့ကိုဂျိုးကောင်းစားရေးအတွက်တိုင်းပြည်အာဏာသိမ်းထားတဲ့စစ်အာဏာရှင်တွေလက်ထက်ကနေဒီတိုင်းပြည်အတွက်ကိုဂျိုးစွန့်ပြီးတိုက်နေကြတဲ့အချိန်မှာခင်ဗျားတို့တွေနော်ဟိုငငယ်ကလူဂျိုးဇလန်းတွဲအတက်ကြီးတဲ့လူကိုတိလိုက်မယ်ဟုတ်လားမလားဖလာထွန်မင်းသူများတရားဖောက်တရားဆောက်လမ်းဖောက်တဲ့အချိန်မှာမင်းကိုနဲ့မဆိုင်တဲ့လူနေတယ်တရားဖောက်လမ်းဆောက်ပြီးမှ ဟမ်လမ်းဖောက်တရားဆောက်ပြီးမှမိတွတ်တော်လေးလာလျှောက်ရှင်နေတယ်တို့မရဘူးဟုတ်တယ်နော်တူများတွေလမ်းတွေတရားတွေဖောက်နေထားတာရှင်ပေတဲ့လူကပေးတယ်နော်တူရိုက်ချက်ရိုက်ရဲ့လူကရိုက်နေတယ်အဲ့ဒီချိန်မှာကိုနဲ့မဆိုင်သူတို့ပစိုးလေးချက်ပြုတ်စီးပြီးတော့ဂရီယောဖဏလေးစီးပြီးလက်စလေးနောက်ပြစ်ပြီးတော့ဟမ်လမ်းလျှောက်နေပြီးတော့တော်လန်ရေးပြီးမှကောင်းအောင်မှလာပြီးတော့အဲ့ဒီလမ်းအဲ့ဒီတရားကိုလာလျှောက်မယ်ဆိုရင်တော့မိလမ်းနဲ့တရားအခအကျင်းကိုမကျင်းကြည့်ပေးရလိမ့်မယ်ဒါဒါရှင်းနေတယ်ဒါကြောင့်မလို့အေယာဝတီတိုင်းအခုဝင်ကြည့်မပူနဲ့ရောက်အောင်လာမှာ နော်တချို့တည်းတည်းထင်အယုတ်တိုင်းမှာမလို့ဆိုကြိုက်တဲ့လောက်ခံစစ်ပြင်ကြိုက်တဲ့လောက်ပြင်ဒီလားနော်အဲ့လိုပဲပြင်ခဲ့ကြတာပဲအချားတော့ကြာဝါကြာဝါကြာဝါနဲ့ဒေတာတွေလည်းအဲ့ဒီအတိုင်းပြင်ခဲ့ကြတာပဲကြိုက်တဲ့လောက်ပြင်နော်အဲ့တော့တံတားဖောက်တဲ့လူကတံတားဆောက်တဲ့လူကဆောက်နေတယ်လမ်းဖောက်တဲ့လူကဖောက်နေတယ်အဲ့တော့ပါဇက်နဲ့ပြောလို့မရတဲ့လူတွေကိုအခုတို့အမိတ်တွေဥတွေတွေပြောတဲ့လောက်ရကိုကျွန်တော်တို့ထောက်ခံတယ်